ကိုကူတော့ပြန်ကြည့်ဆိုတဲ့အနေထားရအခက်ဆုံးမယ်လေမဟုတ်တို့တဖြည်းဖြည်းတဖြည်းဖြည်းကျမတို့ကပို့ပြီးတော့ပေါ့လာတယ်။အခုတည်းကဝင် narrow down လုပ်ပြီးလိုက်တဲ့ဟာကိုတော်တော်လေးမြင်သွားရပေါ့နော် supervision session ထဲမှာ။နေရာတဲ့ရှာစရာကြီးပဲပေါ့နော်။အများကြီးအထောက်အကူပြုလေဒီလန်းကိုလျှောက်လေးလေးကို့အတွက်ပို့ပြီးတော့ပေါ့ပါလာလေးလေးကိုတော်တော်ပေါ့သွားရလို့ခံစားရပေါ့နော်။ ဒီ supervision ရေးတဲ့အတွက်ကြောင့်ဟိုလို့ပေါ့နော်ဒီ supervision ရေးတယ်ဒီ supervisor ကနေမှအဲကိုကိုတွေပေါ့နော်ဒီ feedback လေးတွေပေးတယ်အဲ့ဒီရေးမှာအလုပ်လုပ်ရတယ်ဆိုတော့ကိုရဲ့ဒီ counseling အခြေအနေမှာပို့ပြီးတော့တိုးတက်လာနိုင်စီတွေပေါ့နော်အဲ့တော့ဒီလို supervision တွေရေးနေတာဒီ supervision feedback တွေပြန်လာပြီးတော့အဲ့ supervision feedback တွေကပေးတယ်ဆိုတဲ့အရာတွေကိုမမြင်လိုက်ဘူးတတိမထားလိုက်မိဘူးဆိုတဲ့အရာတွေကိုအလုပ်လုပ်ရတယ်ဆိုတဲ့အရာတွေရပေါ့နော်ကိုရဲ့ ဒီ professional grow up အတွက်ကိုကိုယ့်ရဲ့ဒီ personal grow up အတွက်ကိုဘလို့တွေများအထောက်အကူပြုကြလေပေါ့နော်ဟိုခုနပြောသလိုနောက်ထပ်ထက်လာမယ်ဆိုတဲ့ counseling အခြေအနေမကပဲနေပေါ့နော်ကိုယ့်ရဲ့ professional grow up ကိုယ့်ရဲ့ personal grow up အတွက်ဒီလို supervision နေရင်းနေတာဒီ supervision ကနေမှပြင်ရလာတဲ့ feedback တွေကနေမှတစ်ဆင့်ကိုအလုံးလုံးတည်ဆိုတဲ့ရှာ ကိုအတွက်ဘလူးလီများကိုရဲ့ personal life မှာ daily life မှာဘလူးလီတွေများ professional life မှာဘလူးလီတွေများအကျိုးရှိစီလေဘလူးလီတွေများ grow up ဖြစ်စီလေပေါ့နော်မိမိခွန်လေးပါအဲ့ဒါမှလည်းအချစ်ကြည့်မယ်ဖတ်ပြီးတော့ဟိုရှေ့ကပြောသလိုပဲပေါ့နော်နားမလဲတာရေးပြီးတဲ့ခါကျရင်အဲ့နားမလဲတာမှာကိုကူသွားပြန်ကြည့်ဆိုတဲ့အနေထားရအခက်ဆုံးမယ်လေမို့အဲ့နေရာလေးမှာလည်းတော်တော်ကြီးကိုအလုံးလုံးရတယ်ပေါ့နော် နောက်ပိုင်းမှာအခုကဘာဖြစ်လာလဲဆိုတော့ခုခုကလည်းဘလို့မြင်လာလဲဆိုတော့လေနေရာတိုင်းကရှာစရာကြီးပဲပေါ့နော် personal life အနေနဲ့ပြောရအောင်ဒီနေရာတိုင်းကဟာတခုခုဟိုကတခုဖြစ်လာပြန်ပြီဆိုလို့ရှိရင်ဟာဒါကြီးကရှာရအောင်လို့ဒီကိစ္စကဘာလို့ဖြစ်နေတာလဲဒါကဘလို့ဖြစ်နေတာလဲအဲ့တော့တစ်ချိန်လုံးကကိုနဲ့ဟိုတစ်ချိန်လုံးကကို့အတွက်ကရှာစရာကြီးပဲဖြစ်နေပြီးတော့တခုခုပေါ့နော်နေ့ကင်းပိုင်းမှာအလုံးလုံးလိုက်တဲ့ခါကြီးအကုန်လုံးကလည်းညအိတ်သွားရင်တော့အဲ့ဒါကြီးကလည်းမရက်ဘူး မရဘူးလဲနေတယ်လို့ကြီးပဲအဲ့ဟာကြီးကချစ်နေတဲ့ဟာကြီးကိုလည်းသိနေရတယ်ပေါ့နော်သိနေရတာလည်းတော်တော်ပင်ပန်းတယ်ပေါ့နော်အဲ့တော့ဆောဆောတော့ဆရာမပြောပါလीဒီလိုအချိန်ဒီမှာအသားကျနေပြီဆိုတော့ကျွန်တော်တို့အတွက်ကတော့အသားမကျဘူးအဲ့နေရာကြီးကတော်တော်ခံရခက်တယ်ပြီးတော့ညဘက်ဒီမှာဒီလိုတွေဖြစ်လာတာဒီအချိန်နေဟိုတခြားလုံးပေါ့နော်ပါနေတဲ့အချိန်နေအဲ့ဒီ drive တွေအဲ့ဒီသွားနေတဲ့ဟာတွေအဲ့ဒါတွေကိုမြင်နေရတွေ့နေရအဲ့ဒါကြီးကတော်တော်ကိုပင်ပန်းခက်ခဲတယ်ပေါ့နော်ဒါပေမဲ့လည်း ဘာဖြစ်လာလဲဆိုတော့တစ်ချိန်တည်းမှာပဲပေါ့နော်ဟိုနည်းနည်းအရင်တော့ဆိုလို့ရှိရင်ဒါသူများတွေကိုအတင်းတွန်းနေတဲ့အရာတွေနည်းနည်းပို့ပြီးတော့တတိထားမိလာတယ်ပေါ့တတိထားမိလာရဲဆိုတော့ကိုယ်စိတ်ထဲမှာမဖြစ်တိုင်းသူများတို့တော့တော်တော်တွန်းတာပေါ့ကိုယ်ပေါင်းရင်းချင်းမှာရှိရလူတွေကိုယ့်ရဲ့အဲတငယ်ချင်းဒီလိုတွန်းနေတဲ့အရာတွေသိလာပြီးအော်သူကလည်းသူ့အပိုင်းကိုယ်လည်းကိုယ့်အပိုင်းပေါ့နော်သူမလုတ်ချင်ဥမာသူမစားချင်သူမလုတ်ချင်အဲ့ဒါကလည်းသူ့ အပိုင်းလဲဆိုတဲ့အနေအမှာအရန်ကိုလေ short ကနေစိတ်ကကိုတင်းလိုက်ပြီးတော့ control လုပ်ပြီးတော့လုပ်နေရတာမဟုတ်ဘဲနဲ့ဘာဖြစ်သွားလဲဆိုတော့သူ့ဟာသူစိတ်က short နိုင်လာတယ်ဆိုတဲ့အနေထားလေးရောက်သွားတယ်ပေါ့နော်ဘာတို့မလို့ချင်မှုသူသွားချင်မှုသူမစားချင်မှုဆိုလို့ရှင်လေအဲ့ဒါကသူ့ရဲ့ right ပဲပေါ့နော်အဲ့ဒါကိုကသွားပြီးအချင်းတောင်ကိုအောင်လောက်ရမယ်ဒါမျိုးဝင်မရှိတော့ပဲနဲ့အဲ့ညာလေးမှာသူ့ဟာသူပေါ့နော် ဟိုကိုဖောင်ကျော်နေရာလည်းဖြင်းဖြင်းပါတော့เนาะအဲ့နေရာဒီမှာကိုကသွားပြီးဒင်းဖောင်ကျော်ရာကြီးဖြင်းဖြင်းဆိုတော့ဒီဟာလေးမှာတော့ဟိုသူ့ဟာသူကျော်လာတယ်သူ့ဖောင်နဲ့သူပေါ့เนาะကိုနိုင်တဲ့နေရာလေးကိုပြင်မယ်ကိုမနိုင်တဲ့နေရာလေးကိုတော့โอเคဒါကတော့အဆင်မပြေဘူးဆိုတော့ကိုကိုဘာသာကိုတိပြီးတော့ကိုဘာသာကိုပို့လို့လိုက်တဲ့နေရာမျိုးလေးပေါ့เนาะအဲ့နေရာလေးကအဲနည်းနည်းလေးခက်ခဲတယ်ပေါ့เนาะဆက်ဆက်ချင်းစားလုပ်တဲ့နေရာလေးမှာဆိုလို့ရှိရင်ခက်ခဲတယ်သူဘက်အပိုင်းနဲ့ဒီဘက်အပိုင်းနဲ့ကြားရဲမှာ ဟိုအထင်လွဲစရာလေးတွေလည်းရှိကောင်းရှိနိုင်လဲဆိုမှလေတော်တော်ပေါ့သွားရဲ့လို့ခံစားရတယ်ပေါ့နော်။ဘာဖြစ်ဖြစ်ဒီ personal life မှာဆိုလို့ရှိရင်တော့တော်တော်ပေါ့ပေါ့ပါပါရှိလာတယ်။ဘယ်လိုအပ်တဲ့အထုပ်တွေလိုက်တယ်နေစရာမလိုတော့ပဲနဲ့ပေါ့နော်။ကိုယ့်ကနေကိုယ်သူနဲ့သူနဲ့ကိုယ်နဲ့သူနဲ့ရှားမှာအဲ့လိုပြက်ပြက်တားတားလေးကြီးရှိလာတယ်ပေါ့နော်။အဲ့ဒါလေးကတော့ကျွန်မတို့ဟိုရရလက်ကောင်းကြီးလို့ပြောလို့ရမှာပေါ့။ဟုတ်ကဲ့ပါ။ကိုယ့်ရဲ့ professional life မှာနေ ဒီပေါ့နော် supervision နေရင်းရင်းနဲ့ကို့အနေနဲ့ပို့ပြီးတော့တိုးတက်လာတယ်ဆိုတဲ့အပိုင်းလေးရှိတယ်ဒါပေမဲ့အဲ့ဒီအတွက်လည်းကို့မှာခက်ခဲတယ်ကို့အနေနဲ့ဒီ feedback တွေကိုဖတ်နေတယ်ဆိုပေမဲ့ဟိုဘာလို့ဆိုလို့ချင်တာလဲဆိုတော့နားလည်မှုအတွက်ပေါ့နော်ကို့မှာဒီ feedback ဖတ်တဲ့အချိန်နေမဟုတ်ဘဲနဲ့တဏီကုံမြဘက်အိတ်တဲ့အချိန်ကြီးထီတော့မှအချိန်တိုင်းကိုရှာဖွေနေရတယ်ဆိုတဲ့အရာဒီမှာပေါ့နော်အများကြီးလုလုခဲ့ရတယ်ပေါ့အဲ့လိုလုလုခဲ့တဲ့အတွက်လေဒါဟိုကိုယ့်ရဲ့ ီ personal life တွေမှာလည်းဒါ boundary ချတဲ့နေရာမှာပို့ပြီးတော့ဟိုပေါ့ flexibility ရှိလာတယ်တကယ်ကိုဟိုသူလားကိုလားသူရင်းသူဘက်ကိုဘက်ဆိုတဲ့အရာလေးတွေမှာကို့အနေနဲ့တကယ်ကိုအာ flexible ဖြစ်တဲ့ boundary လေးတွေကိုစောင့်နိုင်လာတဲ့အခါမှာဟိုသူ့ဘောင်လည်းကို့မကြောကို့ဘောင်ကိုကြောလာမယ်ဆိုရင်လည်းကို့အနေနဲ့ဒီနေရာလေးမှာသွားပြီးတော့ထမ်းထားစရာမလိုတော့ဘူးဆိုတဲ့နေရာလေးတွေမှာပို့ပြီးတော့ပေါ့ပါလာတယ်ပေါ့နော်ဖြစ်ပါ ဆိုတော့ဒီမျိုးကုန်းလေးပေါ့တခြားဘူးသူဖြည့်ချင်တာမျိုးရှိသေးလေအဲကို့အတွက်ကတော့အဲဒီဆရာမစီကပေါ့နော် feedback တွေရလို့ရှင်ပထမဦးဆုံးအရင်တော့ဆိုရင်တော့ကြည်ကျင်နေကြည်ကျင်နေဆိုတာနေခုဆိုမကြည်ရအောင်မကြည်ရအောင်ဆိုတာဖြစ်တယ်ပေါ့နော်ပြီးလို့ရှင်ဒီကနေ personal development အနေနဲ့ဘာဖြစ်လဲဆိုတော့အများကြီးမြင်တယ်အခုနောက်ဆုံးဟာဆိုလို့ရှင်ပေါ့နော် ဆီယမပြောလိုက်တော့မှအိုးငါဒီနေရာလေးတွေကြော်သွားပါလားဆိုတော့အလေးတွေပေါ့နော်ကိုမမြင်ကိုမမြင်ချင်လို့ကြော်သွားတာလေအဲ့နေရာမှာလှုပ်လှုပ်ရမယ်ဆိုတော့ပိုတိလာတယ်ပေါ့နော်နောက်တစ်ခုကကြတော့ teacher စီမှာဒီ supervision comment ရတဲ့အတွက်ကို position ဘယ်နေရာလေးမှာ transfer ဖြစ်သွားတာလဲဘယ်နေရာလေးမှာပေါ့နော်ကို ကိုယ့်ရဲ့ resistant တက်လာတယ်ပေါ့ဒီအဲမှာပေါ့နော်ဆိုတာလေးတွေကိုပါမြင်ရတယ်တချို့နေရာတွေမှာတော့အရင်တော့ဆိုလို့ရှိရင်တော့ဆ iam မအဲ့လိုပြောတယ်ပေါ့နော်မခံချင်ဘူးပေါ့နော်ကိုကလေအဲဒါကြီးကိုမမြင်ဘူးလားပေါ့နော်ကိုကလည်းပေါ့နော်ဆိုတာမျိုးတွေဖြစ်တယ်ပြီးတော့သူများတွေလုံနိုင်တယ်ငါဒီလောက်ကလေးတောင်မလုံနိုင်ဘူးလားဆိုတာဖြစ်တယ်ပေါ့နော်အဲ့စိတ်တွေဖြစ်တယ်အခုနောက်ပိုင်း session တွေမှာအခုနောက်ပိုင်းဆိုတာမှာတော်တော်ကို recent လေးပါအဲ့မှာဆိုလို့ရှိရင်တော့ပို့ပြီးတော့လက်ခံလာတယ်ပေါ့နော်ပို့ပြီးတော့ โอเคသူများသွားရဲ့ဂျန်နီနဲ့ကိုသွားရဲ့ဂျန်နီနဲ့မတူနေဘူးဆိုတဲ့ဟာကိုလက်ခံလိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုပို့ပြီးတော့မြင်ရတယ်ဒီ feedback တွေပေးတဲ့အခါမှာဆရာမဆရာအော်ဒီနားလေးကဒီလိုလေးပဲဒီနားလေးကဒီလိုလေးပဲပေါ့နော်နားပါတယ်တချို့ဟာတွေကြာရင်လည်းတော်တော်လေးကိုခံခက်တယ်ပေါ့နော်ခံခက်တယ်ဆိုတာကိုကမလုံနိုင်တာဟုတ်ကိုကမလုံနိုင်အဲ့နေရာကိုသွားလို့ဆိုတီချက်ဘာလို့ဒါပြောနေရလဲဆိုတာလောက်တောင်ဖြစ်တယ်ပေါ့နော်တခါလေးကလည်းတီချက်ပြောတဲ့ဟာနားမလဲအပိုင်းနေရှိတယ်ပြန်မေးပြလာဆိုတော့လည်း နှစ်ရက်သုံးရက်ပေါ့နော်ပြန်ပြီးတော့စဉ်းစားနေရဘာလဲဘာလို့ဆိုလိုချင်တာလဲပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းဆို supervision နေမှာပြန်မေးဖြစ်တယ်ပေါ့နော်ဘယ်လိုလဲဘာလဲပေါ့နော်ဆိုတာလေးဟိုတနေ့ကဆိုတော်တော်လေးကိုဟိုဘယ်အကျမဆိုမေးခွန်းနေနောက်ကိုတောက်လျှောက်လိုက်တာပေါ့နော်ဘာဖြစ်လဲဘာဖြစ်လဲထက်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 ပြီးလိုက်တာကနေတခုတည်းဝယ် narrow down လုပ်ပြီးလိုက်တဲ့ဟာကိုတော်တော်လေးမြင်သွားရပေါ့နော် supervision session ထဲမှာအဲ့မှာဆိုလို့ရှိရင်ပေါ့နော်ဆိုတော့ အဲ supervision ကနေကတော့ develop ဖြစ်တာကတော့အများကြီးပဲပြောမယ်ဆို personally လည်းဖြစ်တယ်လို့က client ကိုလိုက်တဲ့ position လည်းမှန်တယ်ပေါ့နော်အဲရနေပြီးတော့ပေါ့နော်ဆိုတော့အဲ့ဒါလေး share ပေးစင်တာပါလို့ဟုတ်ဒီခုနစူပါဗီရှင်းကနေ group ဖြစ်တယ်ဆိုတဲ့အကြောင်းအမိမာတွေအကုန်လုံးကဖြည့်ကြတယ်အဲ့ဒီဒီမလေးလေးမျိုးဖြည့်ချင်တယ်ပေါ့နော်ဆိုတော့အဲ့တော့စူပါဗီရှင်းကြီးကနေတစင်ကိုအတွက် blue group ဖြစ်တယ်ဆိုတော့ um တခါတလေမှာကျမတို့ကဒီ counseling session ညီမှာဒီ client အတွက်ကိုကျမတို့နားထောင်ပေးလိုက်တယ်ပေါ့နော် client အတွက်ကိုနားထောင်ပေးလိုက်တယ် client အတွက်ကိုအတူရှိပေးလိုက်တယ်သူရဲ့ခံစားချက်ကလေးနေရာပေးလိုက်တယ်ဆိုရင်နေရာလေးရှိတယ်ပေါ့အဲ့တော့ဟိုကျမတို့ကလည်းလူသားတွေဖြစ်နေတဲ့အခါကျတော့ client ရဲ့ခံစားချက်ကိုနေရာပေးဖို့လို့လို့ကိုယ့်ရဲ့ခံစားချက်တွေကိုလည်းနေရာပေးဖို့လို့လည်းပေါ့နော်ကိုယ့်ရဲ့ခံစားချက်တွေလည်းလူလူရှိလို့လည်းမရဘူးပေါ့ အဲ့တော့ကျမတို့ဒီ supervision ရေးတယ်ဆိုတဲ့နေရာလေးမှာလीကျမတို့ဒီ counseling session လေးမှာချိန်မိသွားတယ်သူနဲ့ကိုနေကြမှာသူရဲ့ခံစားချက်ကလေးကို link ဖြစ်သွားတယ်ဆိုတဲ့အရာလေးတခါတလေကျကျမတို့ဒီ client နဲ့ပြောနေတယ်ဆိုတဲ့အချိန်မှာမမြင်မိတဲ့နေရာလေးတွေကိုအနေနဲ့တတိမထားမိတဲ့နေရာလေးတွေရှိတယ်ဒါပေမဲ့ကျမတို့အဲ့ဒီနေရာလေးမှာ supervision ရေးပြီဆိုတဲ့အချိန်ကြောက်တော့မှာ အဲ့လိုမျိုးအော်ဒါလေးကဒီလိုလေးပါလားဆိုပြီးတော့အဲ့နေရာမှာလဲတဆင့်ပေါ့နော်ခုနကပြောတယ် client နဲ့ counseling အချိန်ထဲမှာချိန်မိတာထက်ဒီ supervision ရေးလိုက်ပြီဆိုတဲ့အချိန်ဒီမှာနောက်တဆင့်ပို့ပြီးသူနဲ့ကိုနေကြမှာပို့ပြီးတော့ချိန်မိတယ်ပေါ့အဲ့လိုသူနဲ့လည်းချိန်မိတယ်လို့ဒီ supervision ရေးရဲဆိုတာလဲကိုယ့်ရဲ့ခံစားချက်တွေကို နေရာပေးဖို့လည်းကျမတို့ကအခွင့်အရေးရတယ်။ဘာကြောင့်လဲဆိုတော့ counseling session ချိန်ထဲမှာကျမတို့ကကျမတို့ရဲ့ခံစားချက်တွေကိုသွားပြီးတော့ဘယ်လိုမှနေရာပေးလို့မရဘူး။ပေးလဲမပေးအပ်ဘူးပေါ့နော်။ဒါပေမဲ့ဒီဒီ supervision ဆိုတဲ့အချိန်ကလေးတွေမှာတော့ကျမတို့ကဒီ client ကိုတကယ်ဆန္ဒနားလည်ဖို့ဆိုတာ အော်ကျမတို့ကဒီခုနပြောသလိုကလိုင်းရဲ့အဲပေါ့နော်ဒီကောင်ဆယ်လာနဲ့ကသူ့သူ position ကြီးရတာမှန်နေရမယ်သူ့ရဲ့ dance သူ့ရဲ့နေရကိုဒီအပေါ်ကနေလည်းနေရတာမဟုတ်ဘူးသူ့ရဲ့နေရသူ့ရဲ့ခံစားချက်ကလေးတွေကနေပြန်နားထောင်ရမယ်ဆိုတဲ့အခါကြတော့လေအဲ့နေရမှာသူကိုယ်တိုင်ဒီလိုနာကျင်မှုတွေဒီလိုခံစားရတယ်ဆိုတဲ့အရာတွေသူတို့ခံစားခဲ့ရတယ်လို့ကျမတို့ကလည်းလူသားတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ကိုယ်တိုင်လေအဲ့ဒီလိုမျိုးနာကျင်ရဘူးတယ်ဆိုတဲ့အတွေ့အကြုံကြီးကျမတို့စီမှာရှိနေတယ်ပေါ့ အဲ့တော့သူ့အနေနဲ့သူ့ရဲ့နာကျင်မှုလေးတွေကိုကျမတို့ဒီနေရာမှာလာပြောတယ်နားလေပေးပါဆိုတဲ့နားလေပေးဖို့အတွက်ညှော်လင့်နေဆိုပြီးတော့သွားတဲ့အချိန်ခါမှာကျမတို့ကလည်းအရင်ဆုံးကိုယ့်ရဲ့ခံစားချက်ကလေးတွေသူနဲ့တူတဲ့ခံစားချက်ကလေးတွေပေါ့နော်ဒါကတော့လုံးဝကြီးကွက်တိဆိုတဲ့အရာမျိုးမဟုတ်ရင်တော့မှဒါလူပြောမလဲ similar ဆိုတဲ့နေရာပေါ့သူနဲ့ကိုနဲ့စုံလို့ရတဲ့စုံမှတ်ကလေးပေါ့နော်အဲ့နေရာမျိုးတွေမှာကိုယ့်ရဲ့ခံစားရတယ်ဆိုတဲ့ခံစားချက်ကလေးကိုကျမတို့ကဒီနေရာလေးမှာနေရာပေးဖို့အချိန်ရတယ် ဲ့တော့ဟိုကျမက counseling session တွေကိုအများသောအားဖြင့်ရေးရင်ကျတော့ကျမဘယ်လိုရေးတတ်လဲဆိုလို့ရှိရင်ဒီ client ရဲ့သူပြောသွားတဲ့အကြောင်းအရာလေးတွေဒီနေရာမှာသူ့ရဲ့ခံစားချက်တွေသူ့ရဲ့ရှုထောင့်လေးတွေကိုသူဒီနေရာမှာသူဒီလိုလေးတွေပြောပြရဲဆိုရင်ကျမအဲ့ခံစားချက်ကလေးတွေ client ရဲ့ခံစားချက်ကလေးတွေသူ့ရဲ့ခံစားချက်ကလေးတွေဒါလေးတွေကိုပြောလိုက်ပြီးဒီနေရာမှာကိုယ့်ရဲ့မြင်တဲ့ပေါ့နော်ကိုကိုချိတ်မိတဲ့နေရာလေးတွေကိုလည်းကိုချရေးတယ်ဒါရင်မဲလားဆိုတော့မဟုတ်ဘူးကျမအနေနဲ့ဘောကမှနေရာမပေးခဲ့ဘူးတဲ့အဲ့လိုမျိုး similar လေးကိုဒီနေရာလေးကိုဒီဟာလေးကိုဖက်လိုက်တဲ့အချိန်ခါမှာ ကိုယ့်ရင်ထဲမှာရှိနေတဲ့ဘယ်နေရာလေးနဲ့တော့ဘလူလေးတွေချိတ်ဆက်မိတယ်ကိုယ့်ရဲ့ဒီနာကျင်နေဆိုတဲ့ဒီနာကျင်ငယ်ဘူးတယ်ဆိုတဲ့အစိတ်အပိုင်းကလေးဟာသူ့ရဲ့အခုနာကျင်နေပါတယ်ဆိုတဲ့အစိတ်အပိုင်းလေးကိုဘလူလေးကိုကျမအနေနဲ့ဒီလူလေးကြားလိုက်တယ်ဆိုတဲ့အရာလေးပေါ့နော်ကိုယ့်ရဲ့နာကျင်နေဆိုတဲ့နေရာလေးအဲ့နေရာလေးမှာနေရာပေးဖို့အတွက်ကိုအခွင့်အရေးလေးရလိုက်တယ်ပေါ့အဲ့တော့ကျမအတွက်ကဒီကောင်းဆယ်လင်းဆက်ရှင်လေးတွေကအဲ့ဒါကျမအတွက်ကတကယ့်ကိုအဲ့နေရာလေးကကိုကိုကို တော်တော်လေးနေရာပြီးနိုင်နေဆိုတဲ့နေရာလေးပေါ့နော်အဲ့တော့အဲအဲ့ဒါလေးကတော့ကျမအနေနဲ့ဘာအတွက်ကောင်းလဲဆိုတော့ဟိုဟိုတဖြည်းဖြည်းတဖြည်းဖြည်းကျမတို့ကပို့ပြီးတော့ပေါ့လာတယ်ဆိုတဲ့အထဲထဲမှာလေဘယ်အရာလေးတွေပါလဲဆိုတော့ကျမတို့တဘောတက်လျှောက်လို့မှထမ်းထားတဲ့အထုပ်ဒီပြီးတော့ထမ်းထားရတဲ့ emotion တွေနေရာမပေးဖြစ်ခဲ့ဘူးဆိုတဲ့ emotion တွေကျမတို့ဘဝမှာတော်တော်ကြီးများတယ်အဲ့တော့ဒီ client ကရောက်လာရင်ဒီ client ကဒီ emotion လေးကိုနေရာပေးလိုက်တဲ့အချိန်ခါမှာ ဟုတ်တယ်ကျမတို့ client ရဲ့အချိန်မှာတော့သူ့နေရာပေးခဲ့တယ်ဘူး supervision ပေးပြီဆိုရယ်ရေးပြီဆိုတဲ့အချိန်ခါမှာကျမတို့ကလည်းအဲ့နေရာကလေးကစင်တူခဲ့တဲ့အတိတ်အချိန်ကကျမရဲ့နေရာပေးဖို့အတွက်လစ်ဟာခဲ့ရဆိုတဲ့ဒီခံစားချက်ကလေးအဲ့နေရာမှာလာပြီးကျမလည်းနေရာပေးလိုက်တယ်အဲ့တော့သူလည်းနေရာရသူကျမရဲ့ခံစားချက်ကလေးကလည်းနေရာရတယ်ပြီးတော့အဲ့ဒီမှာ feedback ကလေးတွေပြန်ဆက်သွားရဆိုတဲ့အခါမှာကိုကိုရန်ရဲ့ဒီနေရာပေါ်မှာခံစားရရဆိုတဲ့ခံစားချက်ကလေးတွေကလည်းပို့ပို့ပြီးကြည်လည်သွားတဲ့အခါမှာ အတိတ်အချိန်ကနေရာမပေးခဲ့ဘူးတဲ့အရာတွေကတဖြည်းဖြည်းဖြည်းကျမအတွက်နေရာပို့ပို့ရလာတယ်အဲ့တော့နေရာပို့ပို့ရလာတဲ့အတော့ကြောင့်မို့လို့ကျမအတွက်လည်းပို့ပို့ပြီးတော့ပေါ်ပါလာတယ်ဆိုတဲ့နေရာဒီမှာပေါ့နော်အဲ့ကျမတို့အနေနဲ့ client ရဲ့တယောက်ကိုသူ့ရဲ့ခံစားရပါတယ်နာကျင်ပါတယ်ဆိုတဲ့နာကျင်မှုကိုကျမကိုယ်တိုင်ကနာကျင်ပါတယ်ဆိုတဲ့အရာတွေကိုကျမထပ်တူလေးနာပြီးပြီးတော့ကျမသူ့ကိုနားလေပေးလိုက်တယ်ပေါ့နော်အဲ့တော့ကျမအတွက်အဲဒီ supervision ကြီးရတယ်ဆိုတဲ့အခါမှာကျမရဲ့ professional ဟို life မှာရောပြီးတော့ရင်ကျမရေဘဝတစ်လျှောက်လို့အတွက်ကိုကိုယ့်ရေ personal growth အတွက်ကိုဒီနေရာဒီမှာအများကြီးအထောက်ကူပြုတယ်ဒီလမ်းကိုလျှောက်လေးလေးကိုယ့်အတွက်ပို့ပြီးတော့ပေါ်ပါလာလေးလေးကိုယ့်ရေအထုပ်တီးကပို့ပြီးတော့ရှင်းလာလေးလေးတစ်ခါလေးကျန်ကျမတို့ကလေအထုပ်တီးအရင်များတဲ့အခါမှာကျမတို့အကျွေးတွေပတ်တောင်းနေပေါ့နော်အကျွေးတွေပတ်တောင်းနေ အဲ့တော့ဟိုအဲ့ဒီအထုပ်တွေယော့လာတဲ့အခါမှာကျမတို့ကအကျွေးတောင်းရတာတွေကတဖြည်းဖြည်းတဖြည်းဖြည်းနေလာတယ်ကျမတို့မဆိုင်တဲ့သူတွေကိုတိတ်ပြီးတော့အကျွေးမတောင်းမိတော့ဘူးပေါ့နော်မဟုတ်ရင်ကျမတို့ကအကျွေးကိုပတ်တောင်းနေတယ်ဆိုတဲ့နေရာတွေမှာကျမတို့အနေနဲ့အကျွေးတောင်းယော့လာတယ်ပေါ့နော်ဒါဆိုအကျွေးနည်းနည်းယော့လာတယ်ဆိုတဲ့နေရာမှာအဲကျမတို့အကျွေးဆိုတာလည်းတခြားအရာမဟုတ်ပါဘူးကျမတို့ရဲ့အကျွေးဆိုတာကျမတို့ရဲ့ neglect လုပ်ခဲ့တဲ့နေရာမပေးခဲ့ဘူးဆိုတဲ့ခံစားချက်ပါအဲ့တော့ဒီအလုပ်ကလေးကိုလုပ်တဲ့ ခါမှာချစ်စရာအကောင်းဆုံးနဲ့ကျမအကြိုက်ဆုံးအရာဆိုရင်တော့ကျမရဲ့ neglected ဖြစ်ခဲ့တယ်ဆိုတဲ့ခံစားချက်ပေါင်းစုံကို client တယောက်လာရင် ကျမဒါမျိုးစုံသူနဲ့ဆက်ဆက်ပြီးတော့နေရာပေးရနောက်တစ်ယောက်လာရင်သူနဲ့ဆက်ဆက်ပြီးတော့ကျမနေရာပေးဖို့ညီရတယ်ဆိုတော့ အာကျွန်မအဲ့နေရာလေးရောကို့အတွက်ကိုတော်တော်လေးကိုဟိုအမျက်ကြံနေပေါ့နော်ကျမအတွက်ဒါတကယ်ကိုဒီ supervision ရေးရတယ်ဆိုတဲ့ဟာတော့ကျမရဲ့နေရာလေးပြေးခွင့်ရတဲ့နေရာလေးပါပဲအဲ့တော့ feedback လေးတွေပြန်ဖတ်ရတယ်ဆိုတဲ့အခါလေးတွေမှာဆိုရင်လေကျမအနေနဲ့အာကိုမမြင်ခဲ့တာတွေမသိခဲ့တာတွေပြန်ပြီးတော့မြင်ရတဲ့အခါမှာနောက် session ကြီးသွားမယ်ဆိုတဲ့အချိန်ကမှာလေပို့ပြီးတော့ confidence ဖြစ်တယ်လို့မျိုးနောက် session ချင်းကြီးသွားမယ်ဆိုတဲ့အချိန်ကမှာကိုကကိုယ့်ရဲ့နေရာပြေးခဲ့တယ်ဆိုတဲ့အစိတ်အပိုင်းလေးတွေသူ့စီသွားတော့ ကိုဒီနေရာရဲ့ဟိုပေါ့နော်အထိုက်လျောက်ရနေတယ်ဆိုတဲ့အနေအားလေးမှာသူနဲ့သွားတွေ့ရတယ်ဆိုတဲ့အချိန်ကမှာသူ့ကိုလည်းကိုပို့ပြီးတော့နားလေပေးနိုင်တယ်ဆိုတဲ့ခံစားချက်ကလေးရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေး share ပေးခြင်းလို့ပါ